ဂျပန်မှာကျွန်တော်တို့ចောင်းသားတယောက်အနေနဲ့ဘောနော language school တက်နေတဲ့ចောင်းသားပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီစင်မွန်ကောက်ကိုတက်နေတဲ့ចောင်းသားပဲဖြစ်ဖြစ်ចောင်းသားတယောက်အနေနဲ့ကျွန်တော်တို့အာရူဘိုက်တို့လို့ခေါ်တဲ့အချိန်ပိုင်းလို့ကိုဘလို့ရှားရဲဆိုတဲ့ဟာကိုကျွန်တော်ဒီဗီဒီယိုမှာမျှောက်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဟုတ်ကဲ့ပါကျွန်တော်တို့ကတော့အကြောင်းကနံပါတ်1အကြောင်းကမိတ်ဆက်ပေးပါတယ်နံပါတ်2တငယ်ချင်းတွေပေါ့နော်ကိုထက်စောကြီးရောက်နေတဲ့ senior အကိုအမတွေကမိတ်ဆက်ပေးတဲ့အလုပ်မှာကျွန်တော်အလုပ်လုပ်ဖို့ပါတယ် ်နံပါတ်3 hello work မှာပေါ့เนาะကျွန်တော်ကိုကိုတိုင်းသူ့တို့ခုလုတ်ပြီးတော့ကျွန်တော်လုတ်ရှားခဲ့တယ်ပေါ့เนาะနံပါတ်4ကျွန်တော်ကိုကိုတိုင်းဒီ lambda တွေမှာပေါ့เนาะဈေးဆိုင်တွေမှာအလုတ်ခေါ်သားတွေကိုကိုကိုတိုင်းဖုံးဆက်ပြီးတော့အလုတ်ရှားပြီးတော့လုတ်ခဲ့တယ်ပေါ့เนาะဆိုတော့ကျွန်တော်ကတော့ဒီ၄နီး၄နီးနဲ့ပေါ့เนาะအလုတ်လုတ်ခဲ့ပါတယ်ကျွန်တော်လက်ရှိဒီဗီဒီယိုကို YouTube မှာကြည့်နေတဲ့သူကတော့ကျွန်တော် like and subscribe လေးလုပ်ပေးဖို့ကျွန်တော်တောင်းဆိုချင်ပါတယ် Facebook မှာကြည့်နေတဲ့ညီကိုတွေအတွက်ကတော့အသက်လေးတွေပေးခဲ့ပါနော်ပြီးတော့ follow လေးတွေလုပ်သွားပါ share ပေးသွားပါလို့ကျွန်တော်တောင်းဆိုချင်ပါတယ်ဗျတကယ်လို့ကိုက TikTok မှာကြည့်နေတယ်ဆိုရင်တော့ဘေးအပေါင်းလေးတွေနှိပ်ပြီးတော့ဗောနော်အသက်လေးပေးထားခဲ့ဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်ဗျဟုတ်ကဲ့ပါကျွန်တော်ကိုလာမေးထားတာဗောနော်မြန်မာပြည်ကညီကိုတယောက်ကအကိုရဲတဲ့ဂျပန်မှာ အချိန်မှန်းလို့ကိုဘလို့ရှားရတာလဲဗျာတဲ့ဂျပန်ကို language school နဲ့ပေါ့နော်အခုမှကြောင်းလာတက်မဲ့ညီကောင်မောင်နှမတွေအတွက်ရည်ရွယ်ပြီးတော့ကျွန်တော်ဒီဗီဒီယိုမျှဝေတာဖြစ်ပါတယ်ဂျပန်ကိုကြောင်းနဲ့လာခဲ့မယ်ဆိုရင်အချိန်မှန်းလို့ကိုဘလို့ရှားလဲဆိုတာကတော့ကျွန်တော်ခုနပြောတယ်ကျွန်တော်ကလေးနီးနဲ့လှုပ်ရှားတယ်ပေါ့နော်အဲ့ဒီလေးနီးနဲ့ရှားလို့ရတဲ့အလုပ်တွေလုပ်တယ်

အလုတ်ရ28နာရီလုံးလို့ရတဲ့အလုတ်ရှိရရှိမယ်သူ့မဟုတ်ကွာ10နာရီဒါမှမဟုတ်တစ်ပတ်ကို15နာရီ16နာရီနာရီ20လောက်လုံးလို့ရတဲ့အလုတ်တွေလည်းရှိမှဖြစ်တဲ့အတွက်တကယ်လို့ကိုကကိုလျှောက်လိုက်တဲ့အလုတ်မှာ7 eleven ပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီစားတော့ဆိုင်ပဲဖြစ်ဖြစ်ကိုလျှောက်လိုက်တဲ့အလုတ်မှာအချိန်ပိုင်းအလုတ်မှာပေါ့နော်အချိန်ကကိုကတပတ်ကို nice 20ပဲရတယ်ဆိုရင်ကျွန်တော်တို့နောက်တဲ့7နာရီကျန်တာကိုတခြားဆိုင်တစ်ခုမှာတားပြီးတော့ရှားပြီးတော့ အလုံးလျှောက်ထားလို့ရပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်28နာရီကတော့ကောင်းကောင်းအလုံးလုပ်လို့ရပါတယ်ကောင်းကောင်းအလုံးရှာလို့ရပါတယ်ပေါ့နော်ဆိုတော့28နာရီကိုအသေးချစီမံခန့်ခွဲတက်ဖို့ပဲလိုတာပေါ့နော်ចောင်းသားတယောက်အနေနဲ့ဆိုတော့ဂျပန်မှာចောင်းတန်းရင်နဲ့ကျွန်တော်အချိန်မိုင်းအလုံးရှာတာခက်လာဆိုတော့ဂျပန်စာ N3 level ရဲ့အပေါ်ပေါ့နော် N3 အောင်ထားတယ် N2 အောင်ထားတဲ့လူတယောက်တွေ့ မခက်ခဲပါဘူးလို့ကျွန်တော်ကဒီနေရာမှာအားမျှဝေပေးချင်ပါတယ်ဆိုတော့အခုဂျပန်စာ language school နဲ့လာကြမယ်ညီကိုမောင်နှမတွေအတွက်အရင်မစိုးရင်ကြပါနဲ့လို့ပဲကျွန်တော်ကဒီဗီဒီယိုကနေပဲမျှဝေပေးသွားချင်ပါတယ်ဗျဆိုတော့အချိန်မှန်းလောက်ကဟုတ်ပါတယ်အဲဂျပန်စာ level GLBD N3 လောက်ကိုကောင်းကောင်းပြောတတ်တယ်ဆိုတတ်တယ်ကောင်းကောင်းစာရတယ် N3 ကိုကိုကခုဖြစ်ပြီးတော့ကျွန်တော်ညီကြီးကျော်ခိုင်ဝါကိုကောင်းကောင်းပြောတတ်တယ်ဆိုရင်အချိန်မှန်းအလောက်က 28နှစ်ဇာလောက်အချိန်မဲလို့ကမခက်ခဲ့ပါဘူးလို့ပဲကျွန်တော်ပြောရင်းနဲ့ဒီဗီဒီယိုကိုကျွန်တော်အဆုံးသတ်ချင်ပါတယ်ဗျဟုတ်ကဲ့ပါဒါဆိုရင်ဂျပန်နိုင်ငံနဲ့ပတ်သက်တဲ့ဘုဟုသုတတော်၎င်းကျွန်တော်တို့ဂျပန်မှာကြောင်းတက်ရင်နဲ့တွေ့ရမယ်အတွေ့အကြုံတော်၎င်းကျွန်တော်တို့သိကျင်နေဆိုရင်တော့ကျွန်တော်ဒီဗီဒီယိုရဲ့အောက်က comment box မှာပေါ့နော်ရေးပေးထားခဲ့ပါလို့ comment ရေးပေးထားခဲ့ပါကျွန်တော်အချိန်ရရင်ပြန်ပြီးတော့ reply ပြန်ပေးပါမယ်ဒါမှမဟုတ်အချိန်ရရင်ကျွန်တော်ဗီဒီယိုလုတ်ပြီးတော့မျှဝေပေးပါမယ်ဗျာ ကျွန်တော်လက်ရှိဒီဗီဒီယိုကို YouTube မှာကြည့်နေတဲ့သူကတော့ကျွန်တော် like and subscribe လေးလုပ်ပေးဖို့ကျွန်တော်တောင်းဆိုချင်ပါတယ် Facebook မှာကြည့်နေတဲ့ညီကိုတွေအတွက်ကတော့အသက်လေးတွေပေးခဲ့ပါနော်ပြီးတော့ follow လေးတွေလုပ်သွားပါ share ပေးသွားပါလို့ကျွန်တော်တောင်းဆိုချင်ပါတယ်ဗျတကယ်လို့ကိုက TikTok မှာကြည့်နေတယ်ဆိုရင်တော့ဘေးအပေါင်းလေးတွေနှိပ်ပြီးတော့ဗောနော်အသက်လေးပေးထားခဲ့ဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်ဗျအဆုံးထိကြည့်ပေးတဲ့အရောက်စီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ဟုတ်ကဲ့ပါဒါဆိုရင်ကျွန်တော်နောက်ဗီဒီယိုမှာဆက်တွေ့ကြတာဗောနော်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ် ျွန်တော်တို့ကတော့အကြောင်းကနံပါတ်1အကြောင်းကမိတ်ဆက်ပေးပါတယ်။နံပါတ်2တငယ်ချင်းတွေပေါ့နော်ကိုထက်စောကြီးရောက်နေတဲ့ senior အကိုအမတွေကမိတ်ဆက်ပေးတဲ့အလုပ်မှာကျွန်တော်လှုပ်လှုပ်ဖူးပါတယ်။နံပါတ်3 hello work မှာပေါ့နော်ကျွန်တော်ကိုကိုတိုင်းသူ့တို့ခုလှုပ်ပြီးတော့ကျွန်တော်လှုပ်ရှားခဲ့တယ်ပေါ့နော်။နံပါတ်4ကျွန်တော်ကိုကိုတိုင်းဒီ lambda တွေမှာပေါ့နော်ဈေးဆိုင်တွေမှာအလုပ်ခေါ်တာတွေကိုကိုကိုတိုင်းဖုံးဆက်ပြီးတော့ အလုတ်ချပြီးတော့လုတ်ခဲ့တယ်ပေါ့နော်ဆိုတော့ကျွန်တော်ကတော့ဒီ၄နီး၄နီးနဲ့ပေါ့နော်အလုတ်လုတ်ခဲ့ပါတယ်